စိုးညီမတွေထဲကအိမ်တောင်ရှိရှိနဲ့ချမ်းသာတဲ့အတိုင်းဝန်းကတထဲကြီးတွေကိုတောင်အိမ်တောင်ဘက်ဖြစ်ရွေးချယ်ခဲ့သူနှစ်ဦး ပြည်ထမြအောင်လုံးမဲမင်္ဂလာပေါင်းအချစ်ဆိုတော့ကံတရားအတိုင်းဖြစ်လာတာလောက်ဓမ္မမဟုတ်ကိုယ့်ရဲ့အုံနောက်နဲ့ဖြူဟာကြကြရွေးချယ်ရတဲ့ဘဝရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တစ်ခုလောက်ဒီမေကွန်းကလူတိုင်းအတွက်တော့အငင်းပွားစရာဖြစ်နိုင်ပေမယ့်မြမအမှုပညာလောကမှာတော့ဒီမေကွန်းရဲ့အဖြစ်ကိုသူတို့ရဲ့လက်တွေ့ဘဝနဲ့သက်သေပြသွားတဲ့အမှုပညာရှင်ညီမတွေရှိနေပါတယ်သူတို့ကတော့မြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးအမှုပညာမျိုးဆက်တွေထဲကတစ်ခုဖြစ်တဲ့စိုးညီမတွေထဲကမှထမြက်တဲ့ရွေးချယ်မှုတွေကြောင့် ပြည်သူတွေကြားထဲမှာအများနဲ့ဟော့ဖြစ်နေတဲ့စန်တီမြင့်လွင်နဲ့စောပြေသစင်တို့ပါပဲဒီနေ့မှာတော့သူတို့ညီမနှစ်ယောက်ကအနုပညာမှာထူးချွန်ရုံတဲမကပဲဘဝလက်တွဲပေါ်ရွေးချယ်တဲ့နေရာမှာပါဘလောက်တောင်ဉာဏ်ပညာကြီးမားပြီးအမျော်မြင်ရှိရှိရွေးချယ်နိုင်ခဲ့ကြသလဲဆိုတာကိုအတူတူချောင်းကြည့်လိုက်ကြရအောင်အရင်ဆုံးအမကြီးဖြစ်တဲ့ရပ်ပါမလေးစန်တီမြင့်လွင်အကြောင်းကိုကြည့်လိုက်ကြရအောင်ရှင် ဒီဒီလိုချစ်စနိုးနဲ့ခေါ်ကြတဲ့ဆန်ဒီမြင့်တွင်ကတော့တချိန်ကမြမဂီတာမှာသူမတူတဲ့အသံပါဝါအမိုက်စားရပ်စ်ခေရီနဲ့ပရိသတ်တီကိုတင်ပိုက်ထားနိုင်တဲ့သူပေါ့။သူမရဲ့ပွင့်လင်းရဲရင်နဲ့ပင်ကိုဇီရိုက်ကြောင့်ပရိသတ်တီကအချစ်ကြီးချစ်ခဲ့ကြရတာပေါ့။မြေပညာလမ်းကြောင်းမှာအောင်မြင်မှုရဲ့ထိတ်ဆုံးကိုရောက်နေတဲ့အချိန်မှာပဲသူမဟာဘဝရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်။အဲဒါကတော့လုပ်ငန်းရှင်တထေးကြီးတူဖြစ်တဲ့ကိုတီဟာလွင်နဲ့အင်တာဖြူခဲ့တာပေါ့။လူအများမြင်မှာတော့ဒါဟာတာမန်အင်တာဗျူးတစ်ခုလို့ထင်နိုင်ပေမဲ့တကယ်တမ်းမှာတော့ဒါကဒီဒီရဲ့အလွန်ပိုင်နိုင်တဲ့ဘဝစီမံ န်ခံခွဲမှုတစ်ခုပါကိုတီဟလွင်ကလူမြင်ကွင်းမှာတိတ်ထွက်ပေါ်လေမရှိတဲ့နောက်ွယ်ကနေအင်အားကြီးစီးပွားရေးလုပ်ငန်းတွေကိုပိုင်ဆိုင်ထားတဲ့တကယ့်ဘေးဘော့စ်တယောက်ပါဒီဒီဟာသူ့ရဲ့ဘေးမှာလိုလေသေးမရှိတဲ့မိဖုရားတစ်ပါးလိုနေနိုင်ခဲ့ပြီးအခုဆိုရင်တော့ထရက်ရှာလို့ခေါ်တဲ့ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်နဲ့အတူ တာယာရဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားပါပြီ။ဒါဟာအခြေတစ်ခုတည်းကိုပဲကြည့်ပြီးဆုံးဖြတ်ခဲ့တာမဟုတ်ပဲကိုယ့်ရဲ့အနာဂတ်နဲ့သားသမီးတွေရဲ့ဘဝအထိပါ လုံခြုံအေးချမ်းစေမယ့်ခိုင်မာတဲ့အုံမြင့်တစ်ခုကိုပါထည့်သွင်းစဉ်းစားပြီးရွေးချယ်ခဲ့တဲ့ smart choice တစ်ခုဆိုတာထင်ရှားနေပါတယ်။အမဖြစ်သူကတိတ်တဆိတ်နဲ့တည်ငြိမ်တဲ့ empire တစ်ခုကိုတည်ထောင်သွားတဲ့အချိန်မှာတော့ညီမငယ်ဖြစ်တဲ့မင်းသမီးချော်လီဆိုဖီတစင်ရဲ့ရွေးချယ်မှုကတော့ပိုပြီးတော့ spectacular ဖြစ်ခဲ့ပါတယ်။ဆိုဖီတစင်ဆိုတော့အနုပညာတက်တန်းတစ်လျှောက်အခြေအနေနဲ့ပတ်သက်လို့သတင်းမွေ့မွေ့လေးတောင်မထွက်ခဲ့ပဲ breather တည်းရဲ့စိတ်ထဲမှာ ီပြည့်စုံတဲ့ဆင်ခဲခွင်းတယောက်လိုရက်တည်ခဲ့တဲ့သူပေါ့ဒါပေမဲ့မကြသေးခင်ကမှသူမရဲ့6နှစ်ကြာလှစ်ဝက်အခြေစလန်းကိုမင်းသားဟဲဝေရန်နဲ့အတူချပြလိုက်တဲ့အချိန်မှာတော့တနိုင်ငံလုံးကမှင်သက်သွားခဲ့ရပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးကသူမရွေးချယ်လိုက်တဲ့ဟဲဝေရန်ရဲ့နောက်ဆုံးရာဇဝင်ပါပဲဟဲဝေရန်ကတာမန်မင်းသားတယောက်တော့မဟုတ်ပါဘူးသူဟာမွန်ပြည်နယ်ရဲ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ကြီးတူရဲ့သားဖြစ်ပြီးသူတို့မိသားစုဟာဆောက်လုပ်ရေးရုပ်ရှင်ထုတ်လုပ်ရေးအပြင်ဧကပေါင်းများစွာကျင့်ဝတ်တဲ့ရာဘာလုပ်ငန်းကြီးတွေကိုပါချုပ်ကင်ထားတဲ့စီးပွားရေးအင်ပါယာတစ်ခုကိုပိုင်ဆိုင်ထားတဲ့သူပေါ့ဟ ဲဝင်ရန်ကစိုးပြေကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့သိမ်းမောင်းတောင်းချီတန်ဖီချင်းစဘလတ်ဗရမယာလက်စွပ်ကြီးကသူတို့ရဲ့ကြွယ်ဝမှုကိုတတ်သိပြနေတယ်လို့သူတို့ကျင်းပမဲ့မင်္ဂလာပွဲ၆ပွဲဆိုတဲ့သတင်းတွေကလည်းသူတို့ရဲ့အရှိန်အဝါကိုမိမောင်းထုတ်ပြနေပါတယ်။စိုးပြေသစင်ဟာအမဖြစ်သူလိုပဲချမ်းသာတဲ့သူကိုရွေးချယ်ခဲ့ပေမဲ့သူမရဲ့ပုံစံကတော့လူအများအားကြရလောက်ထင်ပေါ်ကျော်ကြားတဲ့အနုပညာလောကတွေကဘရင်တပါးကိုပဲပြန်လည်ရွေးချယ်ခဲ့တာရှိရင်ဒါဟာအိမ်တော်ရဲ့ကံကောင်းရုံသာမကကိုယ့်ရဲ့အနုပညာအရှိန်အဝါကိုပါပို့ပြီးတောက်ပစေမဲ့ဉာဏ်ပညာကြီးရဲ့ရွေးချယ်မှုတစ်ခုပါပဲ။ ကဲဒါဆိုရင်ပြည်သက်တို့ရောစိုးညီမာတွေပေါ်ဘလို့ထင်မြင်ကြလဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ